ကဲလိုင်းပေါ်မှာရှိကြတဲ့ဒူးမီမစ်စင်များအားလုံးပဲမြင်ကြပါခင်ဗျဟုတ်ကဲ့ဒီဆက်ရှိရနေ့၄နာရီ30အတွက်ဒူးရီကိုထွန်းတောက်ပေးရနေပြီးတော့မိတ်ဆွေတို့ကိုဒီညနေ၄နာရီ30အတွက်ကဏ္ဍနီးလူကိုမိတ်ဆွေတို့ကိုကျွန်တော်ချပြပေးမှာဖြစ်တယ်အဲကြောင့်လို့ကျွန်တော်ရဲ့ live show လေးကိုမိတ်ဆွေတို့အဆုံးထိဝင်ရောက်ကြည့်ရှုပေးစေချင်ပါတယ် ကဲအခုဝင်ကြည့်နေကြတဲ့မိတ်ဆွေတူတူယောက်ချင်းကိုလည်းအားလုံးပဲမင်္ဂလာပါနော်ဟုတ်ပြီကျွန်တော်မနေ့ကပါဗျာ2တက်ဆိုတော့ပေါက်တယ်2ကိုဆိုတော့ပေါက်တာနော်20ဖြစ်သွားတယ်ဗျာ20နှစ်ထည့်စီရတော့မှန်နှစ်ထည့်စီမှန်ပြီးတော့ကျွန်တော်ကနှစ်တင်းနဲ့နှစ်ကိုဆိုပြီးတော့မိတ်ဆွေကိုပေးခဲ့တယ် ဒါပေမဲ့ကံကမကောင်းတော့20စုရွတ်ထွက်တယ်နှစ်တက်လည်းကြတယ်ဗျာနှစ်တက်ကလည်းနှစ်ကိုးပြောင်းတယ်ဗျာဟောနှစ်ကိုးပြောင်းလို့နှစ်ကိုးနဲ့ညင်ရောမြေဗျာဘောတင်တော့20နဲ့တင်သွားပါရဲ့ကဲကျွန်တော်အဲ့ဒီတော့ကံကံကိုပဲမပါသေးဘူးနော်အဲ့တော့ဒီညနေပါကျွန်တော်ကထပ်ပြီးတော့ကဲမကြည်နဲ့မကြည်ပွဲလေးပေါ့ဗျာဒီညနေပါ ထပ်ပြီးတကွယ်ကောင်းနှစ်ကွယ်ကောင်းလေးတို့မိတ်ဆွေတို့ကျွန်တော်ချပြပြီးမှဖြစ်တယ်အားကြောင့်မိတ်ဆွေတို့ကလည်းကျွန်တော်နဲ့အတူလိုက်ပြီးတော့တေချာကြည့်ပါเนาะအခုကြည့်နေကြတဲ့မိတ်ဆွေများကလည်းကျွန်တော်လိုက်ရှယ်လီနဲ့လုပ်ပြီးပါဟောမြင်းမြင့်ဝင်းမင်္ဂလာပါခမရဟုတ်ကဲ့လမလေးနှိပ်အပေါင်းလေးနှိပ်ပြီးတော့အသေးလေးတွေပေးသွားကြเนาะဒီခါမှမကြည့်ဘူးသေးတဲ့မိတ်ဆွေတွေကလည်း

ပရိနေဝန်ကြီးနဲ့တွေ့ကြလာတဲ့အားလေးကိုမိတ်ဆွေတို့ကျွန်တော်ပြပြမယ်နော်မနီယဝါ၄နိုင်30မှာလဲကျွန်တော်ငါးသူညဝန်ကြီးနဲ့ပရိ၄ဆိုတော့ပြောခဲ့တယ်ဒါမှကျွန်တော်ကတဲမှာကျွန်တော်ထုတ်ပြတယ်မှာတော့၃ည၄ဆိုတာတော့မပါဘူးရှိခဲ့ဘူးဟုတ်ကဲ့အားလုံးကကျေးဇူးပါကဲအဲဆိုရင်ကျွန်တော်တို့ကြည့်ရအောင် ကြည့်အောင်ဆိုတော့ပထမဝမ်းကျိနဲ့ပရိတ်တွဲကြတာတွေကိုကျွန်တော်ပြပြမယ်ပြပြမယ်ဆိုတော့မေဆူရတကတိချတက်လိုက်ပြီးကြည့်30နှစ်ညနေစေ30နှစ်ကနှစ်နောက်ပြီးခဲ့တဲ့အောက်က61နှလုံးရဲ့116ဒီသုံးလုံးပေါင်းကြပါရမလဲ116ဒီလုံးပေါင်းကြ9ကိုရပါတယ်တဲ့9 9ကို9ရဲ့ပါဝါလေး9လေးဝမ်းကျိပါတဲ့9လေးဝမ်းကျိကို9လေးဝမ်းကျိကိုကျွန်တော်ကဒီ49ကလေးထိပ်စီ 61ကတင်းနောက်ပိနဲ့ဒီနှလုံးပါကြမလဲ9ရတဲ့တွဲတဲ့9ပြိပါတဲ့9 BK ကိုလူဝန်းချင်းကို9ပြိနဲ့ဆိုတော့ကျွန်တော်ဘာထွက်သွားရဲနောက်မှာ41ဆိုပြီးတော့9ပြိနဲ့ထွက်ရှိသွားတယ်ကိုလူဝန်းချင်းက4တလုံးနဲ့9ပြိကို41ဆိုပြီးတော့ထွက်ရှိသွားတယ် ်ဟုတ်ရဆိုရင်နောင်တပင်ကိုဆက်ကြည့်အောင်နောင်တပင်ကိုဆက်ကြည့်အောင်ဆိုတော့ဒီ61ကတက်နောက်ပြီကအောက်က41နှလုံးရဒီ114ဒီသုံးလုံးပေါင်းရပါရမလဲမျိုးဆိုလို့ဒီဘုံပေါင်းရ6လို့ရတယ်6ရပါဝါ1 6တဝန်းကြီးပါတဲ့နောက်တွင်မှာ6တဝန်းကြီးဟိုသူကဘယ်ပရိဂရီးတဲ့တွဲကြလဲဆိုတော့ဒီမှာ၄ပြီးတော့၄ထိပ်စီပြီးတော့၃ထိပ်စီဒီ၃ထိပ်စီနဲ့သူတပင်ရော နောက်ပိတ်ဒီဂရီးတဲ့ပေါင်းရ လေးလိုရတယ်ကမြင့်စုလို့လေးလိုရတဲ့အတွက်လေးပြိပါတဲ့နောက်ကလေးပြိကို6တိဝန်းကြီးနဲ့ကျွန်တော်ကဘာထွက်ရှိရဲ6တလုံးဆွဲပြီးတော့68ဆိုပြီးတော့လေးပြိကိုထွက်ရှိခဲ့တယ်ဟုတ်အဲ့ဆိုရင်ကျွန်တော်မနေ့ကညနေမှလည်းဒီလိုပဲဒီက41ကတင်းနောက်ပြီးခဲ့ဒီ68နှလုံးရဲ့ဒီ68နှလုံးပေါင်းရင်တော့၄ဒီ1နောက်ပြီးနဲ့ပေါင်းရင်9 ငါပြတဲ့အတွက်ငါ၃ညဝမ်းကြီးပါတဲ့ငါ၃ညဝမ်းကြီးဟုတ်တဲ့ပရိက္ခာတဲ့ဒီလေးပြီးတော့၃၃ပြီးတော့ဒီ၆ထိပ်စီးကြီးလဲတဲ့တပင်ကျော်နောက်ပိဒီစစ်နဲ့ပေါင်းကြီးဟာဒီစစ်နဲ့ပေါင်းကြီးဘာရလဲ၄တို့ရတဲ့အတွက်၄ပရိက္ခာတဲ့လေးပြီးငါ၃ညဝမ်းကြီးဟုတ်၄ပရိက္ခာနဲ့ကျွန်တော်ဘာကနန်းထွက်ရှိကြလဲ၃ညလေးဆိုတဲ့ကနန်းကိုထွက်ရှိခဲ့တယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်ကဒီညနေမှာ ဘာဝန်းကြီးနဲ့ဘာပရိဖြစ်မလဲဘာဝန်းကြီးနဲ့ဘာလို့ဒီသိုးလုံးမုံကြီးကဘာရမလဲဒီမှာရှိရှိတယ်ဒီမှာ၃ညာ၄၃ညာနဲ့၄နဲ့ပေါင်းတော့၄ဒီစစ်နဲ့ပေါင်းရင်နှစ်ရပါတယ်နှစ်ရတဲ့အတွက်နှစ်ခွန်ဝန်းကြီးပါတဲ့နှစ်ခွန်ဝန်းကြီးကိုကျွန်တော်ကဘယ်ပရိနဲ့ထိုးမလဲဆိုတော့ဒီမှာ၄၁က၄ထိပ်စီရှိပါတယ်၄၁ကဒီ၄ထိပ်စီနဲ့၄နောက်ပိတ်ပါပဲလေဒီနှုံးပေါင်းချင်း၄နဲ့၄နဲ့နှလုံးပေါင်းချင်း၈တဲ့ ရှိရတဲ့ရှိပါတဲ့ပုံပြီးနှစ်ခွန်ဝန်းကြီးကိုကျွန်တော်ကပရိရှိရပရိရှိရတော့ကျွန်တော်ကနှစ်ကိုကြိုင်မဲ့ဆိုရင်ပရိရှိနဲ့60နှစ်ခွန်ကိုကြိုင်မဲ့ဆိုရင်ပရိနှစ်နဲ့81ဆိုတဲ့ကဏ္ဍလေးနှစ်ွက်ကိုကျွန်တော်ကရရှိမှဖြစ်တယ်ဒါကပရိနဲ့ဝန်းကြီးနဲ့ပါပရိနဲ့ဝန်းကြီးနဲ့ဆိုရင်62နဲ့81ဆိုတဲ့ ခဏနေနှစ်ွက်ကိုဒီညနေ၄နာရီ30မှာမိတ်ဆွေတို့အတွက်ကျွန်တော်ချပြပေးရဲဟုတ်ပြီအဲဆိုရင်ကျွန်တော်နောက်ပင်ဆက်ကလေးကြည့်အောင်ဟုတ်ကဲ့ပါအဲ့ရကြိုက်နေတတ်တဲ့မိတ်ဆွေတို့ကြိုက်နေတတ်တဲ့တကွက်ကူတော့ကိုမိမိဝမ်းချင်းနဲ့မိမိမှာပရိရှိရဆိုတော့ပရိနဲ့ကပ်ပြီးတော့မိမိမှာဝမ်းချင်းရှိရဆိုတော့ဝမ်းချင်းနဲ့ကပ်ပြီးတော့ ကျွန်တော်ရဲ့ကနန်းလေးလေးကိုအသုံးပြုလို့ရပါတယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်ဒီဝမ်းကြီးနဲ့ပရိမာမိစုသဘောပေါက်နေတယ်နော်ပရိတလုံးကိုဝမ်းဝမ်းကြီးတစ်ခုနဲ့ကတ်ထိုးရတယ်အပီးပေါက်လေးပါအဲကြောင့်မလို့ကျွန်တော်ကဒီညနေပါနှစ်ခုံအောင်ဝမ်းကြီးပရိကရှစ်ပရိနှစ်ခုံဝမ်းကြီးကိုရှစ်ပရိနဲ့ဆိုကျွန်တော်နှစ်ကန်60နှစ်ဆိုတော့ကနန်းလေးတစ်ကွက်ကိုရရှိမှဖြစ်တယ် ခွန်ကန်ဥရှင်တော့87ဆိုတော့ကဏ္ဍနီတစ်ခွက်ကိုလည်းရရှိမှာပြည့်အားကြောင့်မလို့ဒီကဏ္ဍနီနှစ်ခွက်ကဒီညနေဈေးမှာကောင်းပါလေဒီညနေကောင်းတဲ့အတွက်မိတ်ဆွေတို့ကိုကျွန်တော်ချပြပေးခြင်းဖြစ်တယ်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ပင်ဆက်ကလေးတွေကြည့်အောင်ပင်ဆက်ကလေးကြည့်မယ်ဆိုတော့ပင်ဆက်ကလေးတွေကဘယ်လိုလာမလဲဆိုတော့မိတ်ဆွေတို့ကိုကျွန်တော်ပြောပြပေးဆိုတော့အားကြောင့်မလို့ ီ left side မှာတော့ဒီ side မှာတော့ဒီ1 chain နဲ့ဒီ power 1 chain နဲ့တော့ကိုက်ချင်မှကိုက်မှာเนาะအားကြောင့်မလို့အခုတည်းကြိုပြီးတော့ပြောထားတာပါတော့ကြကျွန်တော်1 chain ပြတော့တစ်မျိုးလုံးကြ side ပြတော့တစ်မျိုးဆိုပြီးတော့ပြစ်မှာသူ့လိုပါလုံးကြ side ကဒီနှစ်ခွန်နဲ့မပတ်သက်ပါဘူးဒါပေမဲ့နှစ်နောက်ပိတ် side side ကိုလည်းကျွန်တော်ချပြပြီးမှဖြစ်ပါတယ်ဒီခွန်ရဲ့ဒီ9ရဲ့ဒီ3ရဲ့ ခွန်9သုံးခွန်9သုံးဒီသုံးလုံးပေါင်းညဘာရမလဲမသိလို့ဒီခွန်9သုံးသုံးလုံးပေါင်းညငါးလို့ရမှာဖြစ်တယ်ကျွန်တော်တခါလိုက်ပြပြလာမယ်ခွန်9ခွန်ငယ်9ရဲ့3ရဲ့ဒီသုံးလုံးပေါင်းညငါးလို့ဖြစ်လို့တဲ့သူ့အောက်ကနေပြီးတော့ဒီဆောင်သုံးလုံးပေါင်းညလည်းငါးပါပဲတဲ့ဟုတ်ပြီအဲဆိုကျွန်တော်နောက်တစ်ပွဲမှာဒီက9ရဲ့3ရဲ့6ရဲ့ဒီသုံးလုံးပေါင်းညဘာရမလဲရှေ့လို့ရတယ် ရှစ်လို့ရလို့ရှစ်လို့ရတဲ့တွဲတဲ့ဒီမှာလေတဲ့သူကဒီဆောင်သုံးလုံးပေါင်းကြီးကရှစ်ပါပဲတဲ့ရှစ်ကဲ6ကဲ4ရဲ့ဒီသုံးလုံးပေါင်းကြီးကလည်းရှစ်ပါပဲတဲ့ဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့ဒီညနေပွဲမှာတဲ့ဒီ၃ညရဲ့ဒီ၈ကဲဒီ၄ရဲ့ဒီ၃လုံးပေါင်းညာဗာရမယ်၃ည၈လေး၃လုံးပေါင်းညာနှစ်လို့ရမှာဖြစ်တယ်၃ည၈လေး၃လုံးပေါင်းညာနှစ်လို့ရမှာဖြစ်တဲ့အတွက် ဒီဆောင်သုံးလုံးပေါင်းကြီးရလေနှစ်ပါပဲတဲ့နှစ်ဖြစ်အောင်ကျွန်တော်က၃ညတလုံးနောက်ပိတ်ထည့်ပြရမှာဖြစ်တဲ့ဒါမှနှစ်၃ညာ၃ညာပေါင်းကြီးရနှစ်လို့ပြရမှာဖြစ်တယ်အဲ့၃ညာတလုံးနောက်ပိတ်ကိုလေတဲ့ကြွတ်ထချင်းမပြတော့ဘူးလက်နဲ့ပဲထောက်ပြတော့မယ်မေဆိုးတရားအဲ့ဒီ၃ညာတလုံးနောက်ပိတ်ကိုလေတဲ့ဒီ 6နဲ့7နဲ့ဒီနှလုံးပေါင်းခြင်း400လေလေဒီနှစ်က4ရက်ရှိကဒီသုံးနှလုံးပေါင်းခြင်း4ပါပဲတဲ့ဟုတ်ပြီနောက်တစ်ပင်မှာလည်းဒီနှစ်က4ရက်ဒီသုံးနှလုံးပေါင်းခြင်း6ကိုလေတဲ့ဒီက6က6က4ရက်6က6က4ရက်ဒီသုံးနှလုံးပေါင်းခြင်းကလည်း6ပါပဲတဲ့အဲဆိုရင်ကျွန်တော်ကဒီက6နဲ့6နဲ့ပေါင်း1 6နဲ့6နဲ့ပေါင်း1ကိုတဲ့6နဲ့6နဲ့ပေါင်း1ကိုတဲ့ဒီသုံးလုံးပေါင်းခြင်း1ဖြစ်ရမယ်ဆိုဒီမှာ3ည3ညရှိတယ်လေ3ည3ညရှိတာတော့ကျွန်တော်တို့1ဖြစ်အောင် ကျွန်တော်ကနှစ်နောက်ပြီလေတလုံးလေကျွန်တော်ရရှိမှရှိပြတယ်အားကြောင့်မလို့၃ညနှစ်ထိနောက်နောက်ပြီကိုကျွန်တော်ရှာပါရပါလေ၃ညနှစ်နောက်နှစ်နောက်ပြီကတော့82ငွန်ကြီးနဲ့ကြိုက်ပါလေ၃ညနောက်ပြီကတော့မကြိုက်ပါဘူးအားကြောင့်မလို့၃ညရဲ့နှစ်ကဆိုရကဏ္ဍနည်းရဲ့နောက်ပြီကိုရှာရပါတယ်မစ္စလူခုတစ်ချက် ဒီခုထွက်နေတဲ့ပွဲစဉ်ဒီမှာတစ်ချက်သတိထားမှာ ကျွန်တော်ပြီးခဲ့တဲ့တောက်ကြံနေ့ညနေရနေစပြီးတော့အခုမနေ့ဈေးကထီဆိုရင်မနေ့ဒီ20အထိဆိုရင်လိုင်းကြီးကြောက်ပါတော့နော်ခဏ sorry ဒီဒီထွက်ခဲ့တဲ့ဒီ၅ပွဲမှာကျွန်တော်တို့3 2 4 6ဆိုတဲ့စုံကနန်းလေးရွတ်ထွက်နေစုံကနန်းလေးရွတ်ထွက်နေမာကနန်းတစ်လုံးမှမပါဘူးပြီးခဲ့တဲ့တောက်ကြံ42ဆုံးဆုံး 68ဆုံဆုံတနင်္လာ26ဆုံဆုံညနေဘက်3ညလေးဆုံဆုံမနေ့ကလည်း20ဆုံဆုံဆိုပြီးတော့ထွက်ခဲ့တယ်အဲဒါကြောင့်မလို့ဒီ9ဘွဲမှာကနန်းနေရာဆုံဆုံကြီးပြထွက်နေအဲဒါကြောင့်ဒီညနေမှာလည်းဆုံကနန်းနေရာလည်းအားကောင်းနေပါလေဆုံကနန်းနေရာလည်းအားကောင်းနေအဲဒါကြောင့်မလို့ဆုံကနန်းလိုတယ်ဆုံပြီးလိုတယ်ပြောလို့ရပါလေ နောက်ပြီးအဆိုရှင်ဒီသုံးလုံးငါးကိုဒီသုံးလုံးငါးဒီသုံးလုံးရှစ်ကိုဒီသုံးလုံးရှစ်ဒီသုံးလုံးနှစ်ကိုဒီသုံးလုံးနှစ်ဖြစ်ဖို့၃ညနောက်ပြီအဲ့၃ညနောက်ပြီကလည်းတဲ့၃ရက်၈ကဲ9ရက်ဒီသုံးလုံးရှစ်ဖြစ်လို့တဲ့သူ့ဆောင်းမှာ၈နောက်ပြီပါတဲ့ဒီ၈ကဲ2ကဲ4ရက်ဒီသုံးလုံးမောင်းချင်း4ဖြစ်လို့တဲ့သူ့ဆောင်းမှာ4နောက်ပြီပါတဲ့အဲ့ဆိုရင်ကျွန်တော်ကဒီမှာ2ကဲ6ကဲ2ကဲဒီသုံးလုံးမောင်းချင်း3ညဖြစ်လို့တဲ့ဒီမှာလည်း3ညနောက်ပြီပါတဲ့ ၃ညနောက်ပြီပါတဲ့နောက်တကအဲ့၃ညနောက်ပြီ site ကတော်တော်လေးကြည့်ပါတယ်၃ညနောက်ပြီ site တရားအများကြီးပါအားကြောင့်မလို့ကျွန်တော်က၃ညနောက်ပြီဒီညနေမှာဆိုရင်၃ညနောက်ပြီကိုပို့ပြီးတော့ကြိုက်ပါတယ်အားကြောင့်မလို့၃ညရဲ့နှစ်ကတော့နောက်တကကျွန်တော်ကထိပ်စီးထိပ်စီးကိုကြည့်မယ်ထိပ်စီးကိုကြည့်မယ်ဆိုတော့ ဒီစစ်ကဲ့လေးရဲ့စစ်ကဲ့လေးရဲ့စစ်လေးစစ်လေးဒီနှလုံးပေါင်းကြီးကနှစ်ပါတဲ့စစ်လေးဒီနှလုံးပေါင်းကြီးကနှစ်အဲ့နှစ်ကိုလည်းတဲ့ဒီ၄နှစ်6ဒီတို့မနဲ့ဈေးထွက်တဲ့နှလုံးနဲ့ညနေဈေးထိတ်စီးနဲ့ပေါင်းခြင်း၄နှစ်6ဒီနှလုံးပေါင်းကြီးကလည်းနှစ်ပါပဲတဲ့နောက်တခါဒီနှစ်ကဲ6ကဲနှစ်ကဲ6ကဲဒီနှလုံးကလည်း၈ပါပဲတဲ့ဒီနှလုံးနှစ်ကဲ6ကဲနှလုံးပေါင်းကြီးက၈တဲ့အဲ့၈ကိုလည်းတဲ့ ဒီမနေ့ဈေး26ရက်နဲ့ညနေဈေး3ညထည့်စီရဒီသုံးလုံးပေါင်းကြီးရတယ်8ပါပဲတဲ့အဲဆိုရင် ကျွန်တော်တို့ကဒီက6နောက်ပြီနဲ့3ညထည့်စီရဒီလုံးပေါင်းကြီး6ဖြစ်တယ်6ဖြစ်တဲ့အတွက်ကျွန်တော်ဒီသုံးလုံးပေါင်းကြီးက6ဖြစ်ပြရပါမယ်တဲ့မနေ့ဈေးထွက်က20နဲ့ညနေဈေးထည့်စီနဲ့ပေါင်းရင်လည်း6ဖြစ်ပြရမယ်ဆိုတော့ကျွန်တော်က6ဖြစ်ပြီးဘူးကျွန်တော်က၄ထည့်စီကိုတက်ပြရမှာဖြစ်တယ်အားကြောင့်မလို့ဒီ3ညလေးကို 40လို့လဲကျွန်တော်ကကဏ္ဍမြန်တို့ကွက်ကိုတူတုံညာလေးကို40ကဏ္ဍမြန်တို့ကွက်ကိုလဲကျွန်တော်ကရရှိမှာဖြစ်တယ်အားကြောင့်မလို့ဒီကဏ္ဍမြန်ကဏ္ဍမြန်ညကြတ်တ်ပါတယ်ခဏခဏကြတ်တ်ပါတယ်အားကြောင့်ကဏ္ဍမြန်ကြီးဟာဆိုပြီးတော့လဲလွတ်မပေးလိုက်ပါနဲ့ကဏ္ဍမြန်အဲ40 40တို့ကွက်ကိုတော့မိတ်ဆွေလို့ထည့်ထိုးစီခြင်းနဲ့ ကဲအားလုံးသောမိတ်ဆွေတွေမင်္ဂလာပါခင်ဗျကျွန်တော်ပြောတာသဘောပေါက်လားမသိဘူးဒီနှလုံးစစ်နဲ့နဲ့နောက်ပိတ်နဲ့ဒေစီဒီနှလုံးပေါင်းခြင်းနှစ်ကိုတဲ့ဒီသုံးလုံး၄ရက်နှစ်ကဲ၆ကဲဒီသုံးလုံးပေါင်းခြင်းနှစ်ပါတဲ့နောက်တစ်ပွဲမှာလည်းဒီနှစ်နောက်ပိတ်ကဒီ၆ထိပ်စီရဲ့ဒီနှလုံးပေါင်းခြင်း၈ကိုလည်းတဲ့ဒီသုံးလုံးပေါင်းခြင်း၈ပါတဲ့ဒီသုံးလုံးပေါင်းခြင်းလည်း၈ပါတဲ့ ဟုတ်ပြီအဲဆိုရင်ဒီဒီဘွဲမှာဒီကနောက်ပြီကဒီက၃ညတိစီ6နောက်ပြီက၃ညတိစီဒီနှုံးမောင်းချင်း6ကိုလည်းတဲ့ဒီသူလုံးမောင်းချင်းချုပ်ပြအောင်တဲ့ကျွန်တော်က၄တိစီရပါလေတဲ့၄တိစီရတဲ့အတွက်ကျွန်တော်က၃ညနောက်ပြီဆို40 40ရဲ့ကျွန်တော်ကဟိုကဒီမှာ2နောက်ပြီဆိုဆိုရင်42ကဲ2ခွန်1ချင်းကြည့်ရတဲ့49ဆိုလဲကဏန်းတစ်ပွဲကိုလည်းထည့်ထုတ်ပြရမှာဖြစ်တယ် အဲကြောင့်မို့ဒီညနေမှာလည်းကျွန်တော်တော့၄ထိပ်စီကိုကြိုက်ပါတယ်။၄ထိပ်စီကိုကြိုက်ပါတယ်။အဲကြောင့်မို့မိတ်ဆွေတို့အနည်းနဲ့နောက်ကအပူနေရနဲ့ဆိုရင်၃ညဘူးဆိုတဲ့ကဏ္ဍတစ်ခွက်ကိုလည်းကျွန်တော်ကြိုက်ပါတယ်။မိတ်ဆွေတို့ဒီမှာဒီ၃ရယ်ဒီ၁ကယ်ဒီ၃ရယ်ဒီ၁ကယ်ဒီနှလုံးခွာပေါင်းကြီးက၄လို့ရတယ်။အဲဒီ၄ကိုလည်းလေဒီ၃ညရဲ့၈ကယ်၆ကယ်ဒီသုံးလုံးပေါင်းကြီးက၄ပါပဲတဲ့။ လေးပြောင်ဒီနှလုံးပေါင်းခြင်းလေးကိုဒီသလုံးပေါင်းခြင်းလေးပြဖို့ဒီမှာ၃ချက်ရှိတယ်ရှိရှိတယ်လေးပြောင်ကျွန်တော်၆ထည့်စီးတဲ့ပြရတယ်တဲ့နောက်ဘွဲမှာလည်းဟိုမိတ်ဆွေတို့ခဏလေးတော့တဲကြီးခံပြပါနော်ဟိုမိတ်ဆွေတို့ခဏလေးတော့တဲကြီးခံပြပါနော်လမ်းရကြကြွားရတယ်ခင်ဗျလမ်းရကြကြွားရတဲ့အတွက်ခဏလေးတော့တဲကြီးခံပြပါ အားကြောင့်မလို့ဒီဒီ3ရက်ဒီတက်ကဲ3ရက်တက်ကဲဒီနှလုံးမောင်းညလေးအဲ့လေးကိုတဲ့ဒီ3ည6ဒီနှလုံးမောင်းညလေးဖြစ်ပါရဒီမှာ3ည6နှလုံးကြီးက4ပြောင်း6တက်စီဒီ6ကဲတက်ကဲဒီနှလုံးမောင်းညကိုအဲ့ကိုလည်းတဲ့ဒီ3နှလုံးမောင်းညကိုပါပဲဆိုတော့ဒီမှာခိုးရနှစ်ရစီတော့ကိုဖြစ်အောင်ကျွန်တော်က3ည6တက်ကြည့်တယ်ပြရတယ်အဲ့ဆိုရင်ဒီညနေမှာတဲ့ဒီနှလုံးကတဲ့ဒီ နှစ်ကရှစ်ကဒီနှလုံးပေါင်းကြီးကတုံညပါလေအဲ့တုံညကူလေဒီသုံးလုံးပေါင်းကြီးကတုံညဖြစ်ပြရပါမယ်တုံညဖြစ်ပြန်တော့ဒီမှာ၄ရက်၆ရက်နှလုံးတုံညရှိရတဲ့ကျွန်တော်ကတုံညထိတ်စီကိုလေထည့်ပြရမှာဖြစ်တယ်တုံညထိတ်စီကိုလည်းထည့်ပြရမှာဖြစ်တဲ့အတွက်ကျွန်တော်ကအဲ့မှာဒီညနေယူတော့ကျွန်တော်အားတော့40တုံညလေးကို40ကဏ္ဍပြန်တယ်မနေ့စီက20 20ဆိုတဲ့ကဏ္ဍကိုတုံညနှစ်ဆိုပြီးကဏ္ဍပြန်အဲ့ဒီကဏ္ဍပြန်နှစ်ွက်ကိုကျွန်တော်က စိုက်နှစ်သက်ပါတယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့ကဒီမှာလဲတုံညာထိတ်စီစီရဲ့အတွက်မိဆွေတို့ဘလိုပဲဖြစ်ဖြစ်အပူလေးတစ်ခွက်တော့တုံညာဘူးဆိုတော့အပူလေးတစ်ခွက်ဘူးလဲကျွန်တော်ကထည့်ထိုးစီခြင်းနဲ့ဟုတ်ကဲ့အဲကြောင့်မလို့ကျွန်တော်အခုထုတ်ပြီးတဲ့ကဏ္ဍနေဒီမှာ62ကဲ100ရဲ့ဒီကဒီအပေါ်ကစိုက်က62နဲ့81ဆိုတော့ကဏ္ဍနှစ်ခွက်ရပါတယ် ဒီအောက်မှာတော့ကနန်းမြနှစ်ခွက်ပဲကနန်းမြနှစ်ခွက်ကမေးစလို့ကြိုက်နေတဲ့သူကမကြိုက်နဲ့မထိုးပါနဲ့40နဲ့3ညနဲ့40နဲ့3ညနဲ့ကနန်းနှစ်ခွက်ကကနန်းမြနှစ်ခွက်ကကြိုက်နေတဲ့သူကနဲ့မကြိုက်ရဘူးပါအဲကြောင့်မလို့42ရဲ့49ရဲ့3ညဘူးရဲ့နောက်ကအားတို့ချင်းဒီဘက်ကဘယ်နှစ်ခွက်ရှိလဲ2ခွက်2ခွက်3ခွက်4ခွက်5ခွက်ဒီဘက်က5ခွက်ရှိမယ်ဒီဘက်က2ခွက်နဲ့ဆိုရင်ကနန်းလေး9ခွက် ခုနှစ်ခွက်ကိုကဲအားလို့ရင်ကျွန်တော်ဒီမှာကဏ္ဍစီပြီးမယ်ကဏ္ဍနေစီပြီးမယ်ဒီအပေါ်ကကဏ္ဍနေစီပြီးမယ်ဆိုတော့ဒီဘောနှစ်ခွက်ကပါရမလဲညနေ68 4:30အတွက်4:30လုံးတဲ့အတွက်62ကဲ81ကဲအောက်ကကျွန်တော်တို့봐ရမလဲဆိုတော့ အောက်ကဘလူကျွန်တော်ပါရမလဲဆိုတော့42ဆိုတဲ့ကဏ္ဍတစ်ခွက်ရမယ်49ဆိုတဲ့တကွာကဏ္ဍတစ်ခွက်ရမယ်နောက်ပြီးတော့ကျွန်တော်ကကဏ္ဍများအနေနဲ့40ဆိုတဲ့ကဏ္ဍတစ်ခွက်ပဲ32ဆိုတဲ့ကဏ္ဍတစ်ခွက်ပဲ39 39ဆိုတဲ့ကဏ္ဍနည်းအကူတစ်ခွက်ပဲအဲ့နှစ်ခွက်ကိုရရှိမှဖြစ်ပါတယ်အဲ့ကြောင့်မလို့မိစုကိုစိုက်နေတဲ့မိစုပြားယူသုံးမှမစိုက်နေတဲ့မိစုပြား ျော်သွားလို့ရပါတယ်။ကိုကြည့်နေကြတဲ့မိတ်ဆွေပေါင်းကိုစိတ်ချမ်းသာခြင်းကိုကြားမှခြင်းနဲ့ပြည့်စုံကြပါစေ။လူဟာဆန္ဒတုံးတော်ကြီးရရှိကြပါစေ။ဘဝနဲ့ဆက်ဆန္ဒတော်ရကြပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းရင်းနဲ့ကျွန်တော်ရဲ့ live show လေးကိုဒီမှလင်းညာနားလိုက်ပါတယ်။အားလုံးသောမိတ်ဆွေတွေဒီညနေ၄နာရီ30မှာအောင်ဝဲဆင်နိုင်ကြပါစေလို့လည်းထပ်မံပြီးဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ။အားလုံးကိုကျေးဇူးတင်ရှိပါတယ်နော်။